Hello ချစ်ရတဲ့ B Family မိသားစုတွေအားလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2025ခုနှစ်မေလ12ရက်နေ့ရက်မနက်ပိုင်းသတင်းတွေကိုကျွန်တော်တို့တူတူမှကြည့်ကြအောင်ဖြစ်ပါရနော်ဟုတ်ကဲ့ကျွန်တော်ဒီမနက်မှာသတင်းတင်ဆက်တာအနေနဲ့နောက်ကျနေဖြစ်တဲ့တော့နော်ဒီ Louis Tuchel တွေမှာဖတ်ပြတော့မယ်နဲ့ဒီခါကျသတင်းပြူသွားလိုက်ပါမယ်နော်အဲ့တော့ဒီမနက်မှာတက်လာတယ်ပေါ့နော်အရေးပေါ်ဒီမိုးလေဝသသတင်းလေးကျွန်တော်တို့နားထောင်ကြည့်လိုက်အောင်နော် ခုချိန်မှာဆိုရင်အားလုံးတည်တိုင်းပဲဒီမိုးလေဝသနဲ့ပတ်သက်တော်တော်လေးကိုအရေးကြီးတဲ့အခြေဖြစ်ပါတယ်နော်အေးအခြေဂျိုတို့ရဲ့ရေဒါကတိုင်းတာတဲ့ပုံတွေအရဆိုလို့ရှိရင်ခင်းသလနဲ့မော်လမြိုင်ကိုဖိုးပြုတ်ပြီးတော့မြန်မာပြည်မှာတဲကြီးမဲကြီးမိုးရွာဆင်းသွားတယ်လို့ကျွန်တော်တို့တိုင်းတာရရှိပါတယ်ကျွန်တော်တို့တိုင်းတာရရှိပြီးနှစ်နာရီသုံးနာရီအကြာမှလာမြေပြင်ကနေပြီးတော့မိုးတွေစရွာသွန်းတယ်မိုးတွေများနေတယ်ဆိုပြီးတော့သတင်းတွေကျွန်တော်တို့ရှိကိုတက်လာပါတယ် အတိတ်တွေကတော့မိုးကောင်းငယ်ပေတောင်းပေနှောင်းလောက်ကကျလာတဲ့ရေမုန်လေးတွေဟာတဖြည်းဖြည်းနဲ့စုပြီးတော့မှ မိုးရေဖြစ်ကို ပြောင်းလဲပြီးတော့မှတဖြည်းဖြည်းနဲ့လေစီးနှုံးနဲ့လေတိုက်နှုံးနဲ့အတူကျလာတာဖြစ်ပါတယ်ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ခံပန်းချက်တွေဟာခရိုင်အနေနဲ့ပြောရင်တော့မှပဲတစ်ခါတလေမှလွဲသွားတတ်တယ်ခံပန်းချက်တွေဖြစ်တတ်ပါတယ်အဲ့ဒီအပေါ်မှာနားလည်မှုပြပါနားလည်ကြပါလို့ကျွန်တော်တို့တောင်းဆိုခြင်းပါအဲ့တော့ဒီကနေ့ ်ဆယ်နှစ်နှစ်အနေထားကိုကြည့်မယ်ဆိုရင်မြမပြည်အနှံ့အပြားမှာ နေရာစိတ်စိတ်မိုးရွာသွန်းပြီးတော့အချို့နေရာတွေမှာနေရာကွက်ပြီးတော့မိုးကြီးနေတာကိုဒီအဝါရောင်နဲ့အနီရောင်လေးတွေကပြသနေပါလေအထူးသဖြင့်ချင်းတောင်တန်းတောင်ပိုင်းတခိုင်းပြည်နယ်မြောက်ပိုင်းနေပြည်တော်အနောက်ဘက်နေပြည်တော်အရှေ့ဘက်အေရာဝတီတိုင်းစစ်တောင်းမြဝမှာမိုးတဲတဲမဲမဲကြွားနိုင်တယ်လို့ပဲ ဘင်္ဂလားပင်လယ်ကဝင်လာတဲ့မုတ်တုံလေးနဲ့မုတ်တုံမိုးကြောက်မလို့မြန်မာနိုင်ငံတောင်ပဲ့စွန်းရနောင်းဒေသကြီးတစ်ခုလုံးမှာမိုးတဲတဲမဲမဲရွာသွန်းနိုင်တယ်လို့ပဲနေကြီးကျောင်းနဲ့အတူတက်သွားတဲ့ဘိတ်တဝဲဒေသဘက်မှာလည်းနေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့အနေအထားကိုတွေ့ရပါတယ်ဒီကနေ့ဆက်နှစ်ရက်နေ့မနေ့တနားရနေပြီးတော့မှမနေ့6နာရီအတွင်းမှာဆိုလို့ရှိရင်တော့ကချင်ပြည်နယ်မြောက်ပြားမှာ နေရာစိတ်စိတ်မိုးရွာပြီးတော့အချားဒေတာတွေမှာနေရာကျဲကျဲမိုးရွာတွန်းသွားတာတွေ့ရပါထို့အတူပဲရှားပြည်နယ်တစ်ခုလုံးမှာအရှိဘက်နဲ့တောင်ဘက်ရှားမှာ နေရာစိတ်စိတ်နဲ့နေရာကွက်ကြားမိုးများနိုင်တဲ့နေသာတွေ့ရပါမန္တလေးတိုင်းအရှိဘက်ရှမ်းပြည်တောင်နှာအနေနဲ့ဆက်ဆက်တဲ့ဒေတာကြီးတစ်ခုလုံးမှာနေရာကွက်ကြားမိုးရွာနိုင်တဲ့အနေအထားလည်းရှိပါတယ်ကျွန်တော်တို့ AR တိုင်းနဲ့ ရခိုင်ပြည်နယ်တောင်ပိုင်းမှာလည်းနေရာကျဲကျဲမိုးဆက်လက်ရွာသွန်းပြီးတော့ရန်ကုန်တိုင်းပဲခူးတိုင်းကရင်ပြည်နယ်စစ်တောင်းမြဝဒေသမှာမိုးတီးထန်စွာရွာသွန်းနိုင်တယ်လို့ပဲကရင်ပြည်နယ်မွန်ပြည်နယ်မှာလည်းနေရာကွက်ပြီးတော့မိုးများနိုင်တဲ့အနေအထားတွေ့ရပါတယ်တို့တူချင်းမိုင်အောက်ပိုင်းမဲဆောက်ဒေသမှာလည်းနေရာကွက်ပြီးတော့မိုးများနိုင်ပြီးတော့ဘန်ကောက်မှာတော့နေရာစိတ်စိတ်မိုးရွာနိုင်တဲ့အနေအထားတွေ့ရပါဖြစ်ပါတယ် မနေ့6နိုင်မှနေ့လယ်7နိုင်ရောက်တဲ့အခါမှာတော့ဘင်္ဂလားပင်လယ်အော်တွေကဝင်လာတဲ့မြေနှိမ်တိမ်တွေဟာ ARE မြေရိုးတစ်လျှောက်အပူချိန်ကြောက်မလို့ကောင်းငင်ကိုပေါ်ဘူးပြန်တက်သွားပြီးတော့ကချင်းပြည်နယ်မှာတော့မြောက်ပိုင်းမှာနေရာစိတ်စိတ်မိုးရွာပြီးတော့သခိုင်းတိုင်းနဲ့ကချင်းပြည်နယ်တောင်ဘက်မှာ နေရာကျဲကျဲမိုးရွာနိုင်တယ်လို့ပဲချင်းပြည်နယ်မှာ နေရာကျဲကျဲရခိုင်ပြည်နယ်မှာ နေရာကျဲကျဲရန်ကုန်တိုင်းမှာနေရာကျဲကျဲနေပြည်တော်နဲ့ ချမ်းပြည်မှာ နေရာကျဲကျဲရွာသွုံးမှာဖြစ်ပေမဲ့လည်းမုတ်တုံလီနဲ့မုတ်တုံမိုးကြောင်မလို့မြန်မာနိုင်ငံအောက်ပိုင်းကရင်ပြည်နယ်တောင်ပိုင်းမွန်ပြည်နယ်တနင်္လာရီတိုင်းမှာနေရာကွက်ပြီးတော့အချို့နေရာတွေမှာမိုးကြီးနိုင်တဲ့အနေအထားတွေ့ရပါတယ်။နေ့လယ်7:00နာရီမှညနေ6:00နာရီရောက်တဲ့အခါမှာအချင်းပြည်နယ်နဲ့စကိုင်းတိုင်းထက်ပိုင်းမှာနေရာစိတ်စိတ်မိုးရွာသွန်းပြီးတော့ချင်းပြည်နယ်တောင်ဘက်၊ရခိုင်ပြည်နယ်မြောက်ဘက်၊မကွေးတိုင်းမြောက်ဘက်တို့မှာ နေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့အနေအထားကိုပြန်ကြားမိုးအရတွေ့ရမှာဖြစ်ပါတယ်ထို့အတူပဲရှမ်းပြည်နယ်တစ်ခုလုံးမှာနေရာကွက်ကြားမိုးရွာနေနိုင်တဲ့အနေအထားရှိပြီးတော့နေရာဝရီတိုင်းမှာလည်းနေရာကွက်ကြားမိုးပါပါရွာနိုင်ပါတယ်မြမပြည်တောင်ပိုင်းမှာကြတော့မေနိတ်တိမ်ပြုများရဲ့ရေငွေ့ဖွဲ့မှုကြောင့်မလို့ကရင်ပြည်နယ်တောင်ပဲစွန်းမွန်ပြည်နယ်တောင်ပဲစွန်းတနင်္လာရီတိုင်းမှာ နေရာစိတ်စိတ်မိုးရွာပြီးတော့အချို့နေရာတွေမှာနေရာကွက်ပြီးတော့ မိုးကြီးနိုင်တဲ့အနေအထားတွေ့ရမှာဖြစ်ပါတယ်။ညနေ6နာရီကနေပြီးတော့ည7နာရီပြည့်မှာဆိုလို့ရှိရင်တော့ချင်းပြည်နယ်တောင်ပိုင်းရခိုင်ပြည်နယ်မြောက်ဘက်တနင်္လာရီတိုင်းတို့မှာဆိုလို့ရှိရင်တော့6နာရီအတွင်းမိုးရေချင်းနှစ်လက်မရွာသွန်းနိုင်ပြီးတော့မန္တလေးတိုင်း၊စကိုင်းတိုင်း၊မကွေးတိုင်း၊အေရဝတီတိုင်း၊ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊ကယားပြည်နယ်၊ရှမ်းပြည်နယ်၊ကရင်ပြည်နယ်မွန်ပြည်တော်မှာနေရာကွက်ကြားနေရာစိတ်စိတ်မိုးရွာသွန်းနိုင်တဲ့နေရာကိုတွေ့ရပါတယ် ထို့အတူပဲကချင်ပြည်နယ်မြောက်ဖက်ဖြားမှာ နေရာစိတ်စိတ်မိုးရွာပြီးတော့အခြားနေရာတွေမှာနေရာကွက်တာမိုးရွာနိုင်ပါတယ်။ထိုင်းနိုင်ငံအနေထားကိုလေ့လာမယ်ဆိုရင်တော့ချင်းမိုင်ချင်းရိုင်းမှာနေရာစိတ်စိတ်မိုးရွာပြီးတော့မဲဆောက်မှာနေရာကွက်တာမိုးရွာနိုင်ပါတယ်။ဘန်ကောက်မှာချိန်မှာလည်းနေရာစိတ်စိတ်မိုးရွာနိုင်ပြီးတော့ဆူရတ်ဌာနီဘက်မှာတော့နေရာကွက်ပြီးတော့မိုးကြီးနိုင်တာတွေ့ရမှာဖြစ်ပါတယ်။တနည်းအနေနဲ့တိမ်အမြင့်တွေကြောက်မလို့မိုးထစ်ချုံခြင်း မိုးရိုးပစ်ခြင်းများကြုံတွေ့ရပြီးတော့မြေပြင်ပေါ်ဆင်းလာတဲ့ရေတွေကလည်းငလင်းဒဏ်ကြောက်မလို့မြေအောက်ကိုမစည်းဆင်းနိုင်မဲနဲ့ရေစီးကြောင်းပြောင်းလဲနိုင်တဲ့အနေအထားရှိလို့လာပြီးတော့သတင်းပို့ပေးကြပါကဲဒါတော့เนาะမလို့သာသတင်းမဖြစ်ပါဘူးเนาะအခုဆိုရင်ကျွန်တော်မြန်မာပြည်ကငလင်တန်းခံထားတဲ့ နိုင်ငံဖြစ်တဲ့အတွက်ပေါ့နော်ဒီဖြီရောက်မှာပုံမှန်ရေစီချောင်းတွေကပြောင်းလဲသွားပြီးတော့ပေါ့နော်ဒီရေစီချောင်းပြောင်းလဲကတကယ်ပဲဒီဘီတိုက်စားမှုတွေဖြစ်ပြီးတကယ်ပဲရေကြီးမှုတွေဖြစ်စီမှာဖြစ်စီတဲ့အတွက်ပေါ့နော်ဒါလေးကိုသတိထားဖို့ဖြစ်ပါတယ်အဲ့တော့မိုးရွာတဲ့ဒေတာတွေပဲเนาะအထူးပြု view site ကိုထပ်ပြီးတော့မှာကြည့်ပါမယ်เนาะကဲနောက်ထပ်ဗီဒီယိုတစ်ပုဒ်ကတော့ဒီ Buffalo Soldier Freedom Force ကပေါ့နော်တရင်ပြန်ကြရေးကိုရခရဲ့ဒီဒီတိုက်ပွဲနဲ့ပတ်သက်တဲ့တရင်ပြန်ကြကြလေးတောင်းအောင်ကြအောင်เนาะ ဒီတရားနာဖို့တော့ဘယ်ဖုန်းကြီးမှစပြီးတော့မလိုက်တော့ဘူးဒီကောင်းလေးစီချက်ကောင်းစီဖတ်ပါဦးအခုဆိုရင်ကျွန်တော်တို့ဒါအီအော်ကိုနဲ့ချိန်ပြီးတော့ဒီချင်းပြည်နယ်ချင်းပြည်နယ်ဖလန်းမြို့မှာပေါ့သွားပြီးတော့ဒါပူရဲစနေရေလောက်ကြပေါ့ဒါအဲ့ဒီမှာဆိုရင်ဒီကျွန်တော်အညာသားရေပြများတယ်အညာသားရေပါတယ်အညာသားတွေအညာသားရေပါတယ်အဲ့ဒီမှာဆိုရင်ညာသားတွေ နော်ဤအောင်နဲ့ချိတ်ဆက်ပြီးရောဟွာလောက်တာပဲတနည်းတော့ကောက်ရှိပြမြို့သိမ်းတိုက်ပွဲပေါ်ဆောင်တော့ဒီဟွာအော်တိုဘာသာမှာတိုက်ပွဲပေါ်ဆောင်တော့ဒါပေမဲ့ချိတ်ဆက်တာတော့တနည်းတော့တော့ရှိအဲ့ဒါကျွန်တော်တို့ဤအောင်နဲ့ဒါပထမဆုံးဒါကျွန်တော်ရဲ့မြို့သိမ်းတိုက်ပွဲမြို့သိမ်းတိုက်ပွဲပြအဲ့ဒီမတိုင်ခင်မှာကျွန်တော်တို့ဒီရွှေဘုံနယ်ရွှေဘုံနယ်တွေမှာဆိုရင်ကျွန်တော်စခန်းနေပါရောရှိရပြ ယူကြီးမြို့ပေါ်ယူကြီးတွေမှာစပြီးရှိတယ်ရေဘက်မှာတိုက်တာနဲ့အဲ့ဒီတောင်ပေါ်မှာတိုက်တာရောမလို့ပြအခုအဲ့ဒီအခုခါသာရအဲ့နောက်ဆုံးကောင်းပေါ့ကွာခါသာရ268အဲ့ဒီကောင်းပါဆိုရင်ကျွန်တော်တို့ဒါ260လောက်ရှိ260လောက်ရှိပြ260လောက်ရှိဒါကျွန်တော်အညာသားတွေဟိုစုစုဒီညာလိုက်စုပြီးတော့ပေါ့ကွာဒီချင်းရ CNDL တို့ဒီချင်းကြီးနောင်တို့ပါတယ်ပေါ့ကွာစုပြီးတော့မှဒါ ကြသွားပေါ့တိုက်ပွဲအတွက်ကြောင့်တော့ဒါကျွန်တော်ကတော့ဒီဒီကောင်းတွေကိုမိရင်တော့ကတော့စစ်သုံးဘန်းနေနဲ့ရာရှိစစ်တီတွေရောပါပေါ့ကောင်းမွန်မွန်ထားတယ်ကောင်းမွန်မွန်ကျွေးတယ်ကျွန်တော်မိရင်တော့ဒီကောင်းတွေကတတ်ဖြတ်တယ်တိုက်ပွဲထဲမှာတော့အမက်ရစရာတွေကြီးပဲပေါ့ကိုရဒါပေမဲ့ဆုံရှုံနေနာလာရတဲ့ရဲဘော်ရဲရှိတယ်ရာရှိစစ်တီရဲရှိတယ် 二车附近二车河下坡，二车 <noise> <noise> 老多片松树在呀嘞，叶茂在西边；，也多片松树在呀嘞，叶茂在西边嘞。第二家就咯，牛场在那咯，二车不，只快木，只快木寨茂密，只快木寨茂密。好好、oh, <huh. S 2>，只快木寨茂啊咯，二就那二牛顶寨不嘛？现在身面里面不贵啊，蛮难看一个。 နခိဟိုပေါ့ခုနှစ်နာရီရှင်းနာရီတော့ပေါ့ယူရကြအဲခွေးကတောင်ပေါ်ကနေနှစ်နှစ်သီးပြိုင်ချပေါ့ကွာနှစ်နှစ်သီးပြိုင်ချတာဒီရှောင်းတော့ရှောင်းတယ်သူရှောင်းတဲ့နေရာကိုကြားတဲ့နေရာမှာဒီလေပြွန်ထိပြီးတော့ကွဲချင်းပြီးဟွာပြက်သွားတယ်ရဲဘော်တယောက်ကတော့ဝိုင်းတွဲဗျသုံးဝင်တယ်ဗျဒီကျွန်တော်တို့ဒီဟွာ ျွန်တော်တို့မသိတဲ့အရာရဲ့ရဲ့ကျွန်တော်တို့ဟိုပါပေါ့မြေပြန်းနဲ့တောင်ပေါ်နဲ့တော်တော်လေးရက်กว่าတယ်ဒီကျွန်တော်တို့အဲ့ဒီဟာဆိုရင်ကျွန်တော်တို့ဂုံးဆိုရင်ဒီဟိုပါပေါ့နှစ်မိုင်ပတ်သက်ဂုံးကြီးအဲ့ဂုံးကခါးသား268ပြည်သူတွေအောင်တပြေကျွန်တော်ဖလန်းမျိုးရရတာပေါ့ကွာပြည်သူတွေကျွန်တော်တို့တရွာဝင်တရွာတဲ့အောင်တပြေဘန်းနဲ့ ဖတ်ကြတဲ့အဲ့ဒီပြည်သူရေကြိုတဲ့ခန္ဓာကြရကဘာနဲ့မှမလဲနိုင်ဘူးပြန်ကဲဒါတော့နော်ဖလားမျိုးသိတဲ့ဝင်နဲ့ပတ်သက်ပြီးတော့အတွေ့အကြုံတွေပြပြလာရဖြစ်ပါနော်အဲ့တော့အညာသားတွေတောင်ပေါ်မှာတိုက်တာတော်တော်လွယ်မှာမဟုတ်ဘူးနော်ဒီတောင်ပေါ်မှာတကယ်ပေါ့နော်တောင်တက်တောင်ဆေးနေနေဆိုတော့အညာမှာကြာပြီးပြန့်ကိုအဲ့တော့တော်တော်လေးကိုတိုက်ပွဲတွေ့ကြုံနေရရှိမှသိကြပါရဲ့နော်အဲ့တော့ကြာဆုံးသွားတဲ့ရဲဘော်တွေတလဲတကယ်ပဲအထူးပဲစိတ်မကောင်းပါဘူးနော်ဒီခွေးတွေဘက်ကတော့ဘယ်လောက်သေးသေးပေါ့နော်ကိစ္စမရှိဘူး ကဲအညာသူညာအညာသားဒီကျွန်တော်အညာသားဒီ PDF တက်ပေါ်နေတယ်ပတ်သက်ပြီးတော့လဲသုံးသက်တင်ပြပြထားတဲ့ကိုလူမျက်ကျော်ရဲ့တရင်လေးချက်ကြည့်အောင်နော်ဒီဂျကိုင်းအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိမ့်ွေတိုက်ပွဲမှာပေါင်ခဲ့တဲ့အညာတက်တွေကိုအုံပြုနေတာလေအားလုံးတွေ့ကြပါဒါဆိုရင်ကျွန်တော်ဗမာလူငယ်တွေဗမာတက်တွေဟာ တိုင်းသားဤအော်ရီရဲ့တိုင်းသားတွေရဲ့အိမ်မက်တွေပေါ်ဆောင်မှုမှာ အသက်နဲ့ရင်းပြီးပါဝင်ခဲ့တယ်ဆိုတာတွေ့ကြရမှာတစ်ချိန်လုံးကဗမာအုပ်ချုပ်သူတွေရဲ့ဗမာဖက်စစ်တပ်ရဲ့စိုးမွေတိုင်းသားတွေပေါ်ဘုံကျဲတက်ဖြတ်ဖိနှိပ်ခဲ့တဲ့စိုးမွေဒီခေတ်လူငယ်တွေဟာလေအသက်နဲ့ရင်းပြီးကြွေအောင်ဆက်ပေးခဲ့ကြပါတယ်အသက်တူနေ ဒီအချက်ကြောင့်မြန်မာတမိုင်းမှာမြန်မာပြည်ရဲ့တမိုင်းမှာဒီတိုင်းပြည်ရဲ့တမိုင်းမှာတိုင်းသားတွေနဲ့ဗမာတွေကြားအမြင်ကြည်လင်မှုနဲ့ပူးပေါင်းတိုက်ပွဲဝင်နိုင်ခြင်းရဲ့အတိအပွင့်ရရှိခဲ့ဒီအတိအပွင့်ဟာပြောင်စုစစ်စစ်ရဲ့အခြေခံမူလို့ပြောလို့ရပါတယ်ဒီတော်စုစစ်စစ်လုံယူထားတဲ့ အပေါ်ရန်တက္ကလောင်းနာတဲ့ပြည်တော်စုမျိုးစောက်ထဲကပြည်တော်စုမျိုးမဟုတ်ပါအဲ့တော့ဒီပြည်တော်စုစစ်စေးပြည်တော်စုကိုပြောကြတဲ့နေရာပြည်တော်စုဆိုတဲ့စုံမတ်ကိုမရောက်ခင်မှာဖက်ဒရယ်ကိစ္စတွေပြောကြဆိုကြရတာပေါ့ဖက်ဒရယ်အခြေခံအကြသုံးမှုကတန်းတူညီများရေးပါမယ်ဒီနေရာမှာလဲဗမာလူငယ်တွေကအသက်နဲ့ရှင်ပြီးတိုင်းသားတွေနဲ့ဗမာပေါင်းစည်းမှုကိုတွေ့ရပါတယ် ဒီလိုပဲဖရဲကိစ္စပြောမယ်ပြည်တော်စုဖြစ်ဖို့အတွက်အမြင်ကြည်လင်မှုတွေနားလည်မှုတွေကိုအသက်နဲ့ရင်းပြီးပူပေါင်းတည်ဆောက်နေတော့မှာပဲဗမာလူငယ်တွေအသက်နဲ့ရင်းပြီးရယူခဲ့တဲ့တိုင်းသားတွေနဲ့ဗမာပေါင်းစည်းမှုကိုဗမာလူကြီးအုတ်ချုပ်ရှင်သူတွေအုတ်ချုပ်သူတွေကဂုတ်ခွစီးပြီးအဟောတိကံဖြစ်အောင်လုပ်နေရတယ်လို့ထင်တဲ့အချက်တစ်ချက်တော့ကျွန်တော်ပြောပြပါ အခု Federal Unit တွေဖွဲ့ကြတယ် Federal Unit တွေဖွဲ့ကြတော့ Yangon Federal Unit စကိုင်း Federal Unit အဲဟာ Ayawadi Federal Unit တိုင်းခုနှစ်တိုင်းမှာ Federal Unit ခုနှစ်ခုပြည်နယ်ခုနှစ်ခုမှာ Federal Unit ခုနှစ်ခုဆိုတော့တိုင်းနဲ့ပြည်နယ်၁၄ခုအခြေခံတဲ့ Federal Unit ဒါဆိုရင်တိုင်းခုနှစ်တိုင်းကဗမာ Federal Unit တွေ ဒီနယ်တစ်ခုချင်းစီကတော့တိုင်းသားတွေရဲ့ federal unity ပေါ့ဒါဆိုရင်တော့အရွေးလူကျေလူ14လုံးဆိုတဲ့ဥနေဝင်ချင်းကိုမိနေတယ်လို့ပဲကျွန်တော်ပြောချင်ပါတယ်ဒါကိုတတိမူစီချင်ပါတယ်တိုင်းခုနှစ်တိုင်းဗမာ federal unit ခုနှစ်ခုနဲ့ဒီနယ်တစ်ခုချင်းစီကတိုင်းသားတွေရဲ့ federal unit တစ်ခုချင်းစီဆိုတဲ့အခြေအနေအခြေခံအားလीတန်းတူညီမျှရေး ခြေခံမဟုတ်ပါဘူးအမြင်နဲ့ပမာရီမဲနိုင်အောင်ယူနစ်ခုနှစ်ခုနဲ့နေဝင်းလက်ထက်ကလိုပဲခရင်တစ်ချက်ပမာတစ်ချက်ပါပဲဒါပေမဲ့ပမာကခုနှစ်တိုင်းတင်ကတပြည်နယ်ပဲရှိဆိုတော့ပမာခုနှစ်ချက်ခရင်တစ်ချက်ရပါတယ်ရှမ်းတစ်ချက်ပမာတစ်ချက်ပါပဲဒါပေမဲ့ရှမ်းပြည်နယ်ကတပြည်နယ်တည်းရှိတယ်ပမာခုနှစ်တိုင်းကခုနှစ်ခုဖြစ်တဲ့ခုနှစ်ချက်ရပါဒီလိုနေဝင်းဂျင်းကိုတတိမူစီချင်ပါ ဒါကြောင့်မို့ဗမာအုတ်ချုပ်ရှင်သူတွေဗမာအုတ်ချုပ်သူတွေဗမာလူကြီးတွေဗမာလူငယ်တွေအသက်နဲ့ရင်မိရအောင်ထားတဲ့တိုင်းသားတွေနဲ့အမြင်ကြည်လင်မှုပေါင်းစည်းမှုကိုဟောတိကမဖြစ်စေခြင်းလို့ဒီအချက်ကိုတည်တည်ချာချာတွေးဆပြီးပြောခြင်းဖြစ်ပါတယ်။ကဲပြန်ကောက်ကြရအောင်အဲ့တော့ဒါကတော့ဆယ်လမီကျော်တစ္ဆထားတဲ့တင်ပြဖြစ်ပါရနော်အဲ့တော့ကျွန်တော်တမိုင်းရောက်มาလဲပေါ့နော်ရှိခဲ့ပြီဖြစ်ပါရနော်အဲ့တော့အားလုံး တန်းတူညီတူအခွင့်အရေးမရတဲ့အတွက်ဒီလိုပြဿနာတွေကနှစ်ပေါင်းများစွာကြုံခဲ့ရတာဖြစ်ပါတယ်အဲ့တော့ဒီဒီခေါက်မှာတော့တော်လိုင်းအောင်ပြီးသွားရင်တော့အားလုံးကညီတူညီမရဖြစ်အောင်ပါနော်အာဒီခေါက်ဆောင်ပိုင်းနဲ့ဆွေးနွေးကြဖို့တကယ်ပဲအရေးကြီးပါနော် PDF တွေကိုလက်နဲ့ချချမ်ပတ်စစ်ကောင်စီမင်းအောင်လိုင်းကတော့လက်နဲ့မချနိုင်ပါနော်ဂျန်နဲ့တိုင်းသားအဖွဲ့တွေအကောင်လုံးလက်နဲ့ချမယ်ဆိုရင်မဖြစ်နေညာဖြစ်နေပါနော်ငင်းချမ်းမယ်ပါညာပါနော်အဲ့လိုမျိုးပြောနေတဲ့ဟာကြီးကိုတော်တော်လေးကို ဒီပြည်သူလူထုကတော်တော်လေးကိုဆဲနေတာဖြစ်ပါတော့အဲ့တော့အရင်ဆုံးပေါ့နော်ဒီသက်သက်ခံကဒီသူ့ရဲ့ပါတီနဲ့ပတ်သက်ပြီးတော့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဗာပြောထားတဲ့ချက်အရင်နားထောင်ကြည့်လာအောင်နော်ဒီမှာပြောပြရစေအဲ့ဒါဘာလဲဆိုလို့ရှိရင်လေကျမတို့ဒီ NSPNC မှာအဲဒီတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနိုင်ငံရေးပါတီတွေအဲခေါ်ပြီးတော့မှလေအတောက်လျှောက်စီဝေးလုတ်ပါလေရှင်စီဝေးလုတ်ပြီးတော့မှနိုင်ငံရေးပါတီတွေရဲ့လိုလားချက်တွေတိုင်းရင်းသားလက်နက်ကိုင်ရဲ့လိုလားချက်တွေပေါ့နော်အဲအဲ့ဒါတွေကိုအကုန်လုံးဟိုဟာဖြစ်ပြီးတော့မှနောက်တက်မတော်ဘက်ကလည်း အခုကတော့တတ်မတော်အစိုးရဆိုတော့လေအဓိကလည်းလက်နက်ကင်ပြိပခဆိုတော့တတ်မတော်ကလည်းအရေးကြီးတာပေါ့နော်ဆိုလို့ရှိရင်ဒီတတ်မတော်ဘက်ကလည်းသဘောတူထားတာတွေရှိပါတယ်ရှင်အဲ့ဒါပြည်သူလူထုတော့မချပြသေးဘူးအဲဘာဖြစ်လို့လဲဆိုလို့ရှိရင်အဲဒါတွေကိုသဘောတူထားပြီးပြီးအဲရွေးကောက်ပွဲလုပ်ပြီးရင်လွှတ်တော်ပေါ်လာမယ်လွှတ်တော်မှာဒီသဘောတူထားတဲ့အချက်တွေကိုလွှတ်တော်မှာအတည်ပြုမယ်ဆိုတာမျိုးပေါ့နော်အဲလွှတ်တော်ကအတည်ပြုမှသာလျှင်တရားဝင်တယ်ဆိုတဲ့ဟာမျိုးလေးအဲလှုပ်ထားတဲ့အတွက် political pack ကရှိပြီးသားလို့ကျွန်မ ပြောချင်ပါတယ်ရှင်။အော်ဒါဟိုပါပေါ့ရှင်နိုင်ငံရေးဆိုတာတော့လူလားချက်တွေတောင်းကြတာပေါ့နော်။နိုင်ငံရေးဆိုတာဒါပြည်သူအသံနားထောင်ဖို့လိုတယ်နော်။ပါဝင်သက်ဆိုင်သူအကုန်လုံးပေါ့နော်။ကဲပြည်သူအသံနားထောင်ဖို့လိုတယ်နော်။နားထောင်ကြည့်လာအောင်နော်။တေချာလေးပြည်သူဘာပြောနေလဲ။နော်ကျမတို့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်တော့ဒါတိုင်းရင်းသားလက်နက်ကိုင်နေလဲအများကြီးရှိနေတဲ့အခါကျဒီအသံနေလဲနားထောင်ဖို့လိုပါတယ်ရှင်။နားထောင်ပြီးတော့မှသဘောတူညီချက်တွေကိုလည်းသဘောတူထားဖို့လိုတယ်လေ။ဒါလေးကအာလုံလို့ရပါတယ်ရှင်။အခုကဲဒါဒေါ်သက်ခိုင်ရဲ့ ဘယ်တော့ဘလောင်းပလဲစကားတွေပေါ့နော်ဒါအပြင်ဒီမီဒီယာထဲမှာဆိုရင်ဖော်ပြထားတာဘလို့ဖော်ပြထားလဲဆိုတော့ဒီကျွန်တော်တို့တော်လိုင်းတစ်ဖွဲ့တွေအားလုံးလည်းချပါနော်ချက်မစစ်ကောင်စီကတော့ဒါဒီတက်မတော်ဖြစ်တဲ့အတွက်လက်နဲ့မချစရာမလိုဘူးပေါ့နော်အဲ့လိုဆွေးနွေးမယ်ဆိုရင်တော့အဆင်ပြေတယ်ဘာညာပေါ့နော်အဲ့တော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကိုစီရဲ့သုံးသက်ချက်လည်းနောက်အောင်ကြည့်လအောင်နော်အဲ့တော့ဒီစောက်ဘက်ကိုကြည့်ထားပါကျွန်တော်တို့တိုင်းပြည်ရဲ့တမိုင်းမှာဒီလိုအောက်တန်းစားမျိုးတွေအာနာလူ့ကိုရရလုတ်ခဲ့တယ်ဆိုတာအဲ့တော့ကျွန်တော်တို့ရှင်းပါတယ်နော်အာနာယူတွေပေါ်လာတယ်မပြောနဲ့ဂျွန်ယူတွေပေါ်တာပါ ကျွန်တော်တိုင်းပြည်မှာကြုံယူနေအင်မတန်ပေါ်တယ်နော်တခင်စိတ်နဲ့ကြုံစိတ်ဟိုနေ့ကအဲဝီရပြောမယ်ဟိုဟာငပောက်ငပောက်ပြောတာဒေါန်စန်းစုကြည်နဲ့တက်ချုပ်ကိုတခင်စိတ်နဲ့ကြုံစိတ်ပြောခဲ့ရင်တခင်စိတ်နဲ့ကြုံစိတ်ဆိုတာတခင်စိတ်ဆိုတာကိုအကြိုက်လုပ်တာကြုံစိတ်ဆိုတာတခင်အကြိုက်လုပ်တာကျွန်တော်တို့ပြည်သူတွေကတခင်စိတ်ဖြစ်ဖို့လိုတယ်ကျွန်တော်တို့အကြိုက်ကပါတယ်လွတ်လပ်တယ်နော်လူကိုလူလိုဆက်ဆံရမယ်နော်လူခွင့်ရအပြည့်ဝရရအာနာရှိလို့ယာဒူးရှိလို့လူဘွားဝါတဲ့စနစ်ကိုကျွန်တော်တို့မလိုချင်ဘူး မင်းနဲ့လူငါနဲ့လူငါအပြစ်မလုပ်ထားဘူးမင်းလည်းအပြစ်မလုပ်တော့မင်းနဲ့ငါဘူးဆိုင်ဆိုင်အကြောင်းမရှိဘူးငါလည်းမင်းကိုဘူးဆိုင်ဆိုင်အကြောင်းမရှိဘူးဆိုတဲ့စနစ်အဲ့ဒါဒီ Federal Democracy စနစ်နော်ကျွန်တော်တို့ဒန်းတို့ညီညာရဖို့အတွက် Federal ရဖို့လိုတယ်လွတ်လပ်ခွင့်ရှိဖို့အတွက် Democracy စနစ်ရှိဖို့လိုတယ်အဲ့ဒါဒီကျွန်တော်တို့ပြည်လူတိုင်းလိုချင်တဲ့စနစ်မလားအဲ့ဒီလိုချင်ရင်ကျွန်တော်တို့အဲ့ဒါကိုတခင်စိတ်မွေးပြီးယူမှရမယ်ကျွန်စိတ်မွေးနေလို့မရဘူး Democracy လိုချင်တယ်ဆိုပြီးတော့ကျွန်စိတ်တွင်းနေကျွန်တော်တို့ဘယ်တော့မှ Democracy ရမှာမဟုတ်ဘူးကျွန်တော်တို့ဒီ Democracy လိုချင်တယ်ဆိုရင်တခင်စိတ်မွေးမှရမယ်ဒါမှလာကျွန်တော်ဒီမိုကရေစီရရှိမှာ အခုတက်တက်ခိုင်လိုဟာမျိုးကျွန်တော်တို့တိုင်းပြည်မှာအဲ့လိုအောက်တန်းစားတွေအများကြီးရှိတယ်ကျွန်တော်တို့တိုင်းပြည်ကိုတလို့အခွင့်အရေးရဖို့အတွက်ကြောက်တဲ့ဆွဲချောင်းမယ်လူမျိုးတွေတော့မင်းအောင်နိုင်အောင်လို့စကားထည့်ပြောစရာအကြောင်းမရှိတော့အဲ့တော့လာမယ့်ကျွန်တော်တို့ရွေးကောက်ပွဲအင်မတန်အရေးကြီးပါတယ်ဒီရွေးကောက်ပွဲကိုကျွန်တော်တို့လုံမှနဲ့မလုံမှမင်းအောင်နိုင်ဒီရွေးကောက်ပွဲကိုရအောင်လုံမှဖြစ်မှာဘာဖြစ်လို့တူမှနိုင်ငံထွက်ပေါက်ကလုံမှပိတ်နေအာနာတင်းကလည်းတက်တန်းလေးအခါခေါက်ခါတူလေးပိုင်းစိပြိုပြီးလုံချင်နေလုံနေတာဘယံမလာဖြစ်နေပြီတူနောက်မှလည်းသူ့ကိုဘလို့မှမထောက်ခံဘူးရှင်းချင်းပြောရင်ဒီနေ့အချိန်ထိနော် မင်းအောင်နိုင်ကိုတရုတ်နိုင်ငံဟာနိုင်ငံတော်အဆင့်အနေနဲ့လက်မခံသေးဘူးနော်ဒါဟောကောင်းကောင်းသိဖို့လိုတယ်လက်ခံလာအဲ့ဒီစစ်တမ်းထောက်ခံပါတယ်အဲ့ဒီမင်းအောင်နိုင်ထောက်ခံပါတယ်ဆိုတဲ့ကောင်တွေမေးလိုက်အဲ့လိုလက်ခံလာဖို့အတွက်မင်းအောင်နိုင်အလုပ်လုပ်ပြလက်ရှိလည်းရဆမ်းမှာတွေ့ကြကြပွဲမှာရှီချင်းဖင်ကမင်းအောင်နိုင်ပြောတဲ့စကားတွေကစိတ်ပြက်နေတဲ့ပုံစံမျိုးနဲ့မင်းသားတွေတော့လှုပ်ပေးရမယ်မင်းသားတွေလှုပ်ပေးနိုင်မင်းတို့လူရတွေ့မယ်ဆိုတဲ့တဘောမျိုးပြောလိုက်တာအဲ့တော့မင်းအောင်နိုင်ကကောင်းကောင်းကြည့်တယ်ဟုတ်ကဲ့ပါကျွန်တော်လှုပ်ပေးပါမယ်တရုတ်လုပ်ငန်းရှင်တွေအဲတရုတ်အကျိုးအမြတ်တွေတော့ဒါတွေအားလုံးကိုကာကွယ်ပေးမယ်ဘာဖြစ်တယ်ညာဖြစ်တယ်ဒါတွေက မရောက်နိုင်တဆင့်တက်နိုင်မှုတွေအဲ့လိုတဆင့်တက်နိုင်မှုတွေရွေးကောက်ပွဲမှာသူလုတ်ဖို့လုတ်ရမယ်ဒီရွေးကောက်ပွဲကနေနိုင်ငံတကာကိုပုံရိပ်ပြပြီးတော့ဒီကနေသူ့ရဲ့နိုင်ငံကြီးထွက်ပေါက်သွားမှာအဲ့ဒီအတွက်တကောင်စင်းကောက်တယ်ဆိုတာပတ်စံကုန်ခံပြီးအလကားလုပ်ထားတာပေါ့ခမားတို့ကပြောတယ်သူတို့ကအငါတို့ကတော့ဒီလိုကောင်မျိုးမထည့်ဘူးလေမင်းလေမထည့်နဲ့လေမင်းမထည့်ဘူးမင်းရဲ့တကောင်စင်းရဲ့သူ့စီမှာရောက်တယ်နော်မင်းအိမ်မှာအိမ်နေလို့ရှိသေးတယ်ဟိုမှာမင်းကချစ်ပြီးွားပြီးဖြစ်မှာမပူနဲ့ရွေးကောက်ပွဲဆိုတာနာမည်ပဲရှိတယ်နော်လက်ရှိမြောက်ကိုရီးယားတို့ရုရှားတို့ဒီပုံစံတွေသွားနေကြတာနော်ကြည့် တော့အဲ့ဒီပုံစံမျိုးလုပ်ပါအဲ့တော့ကျွန်တော်တို့တော်လိုင်းအင်အားစုတွေအထူးသဖြင့် AUG တို့တိုင်းနာ EAUSD ဒီ AUCC စသဖြင့်ဒီအင်အားစုတွေဘာလုပ်နိုင်မလဲဘာသာကနေအယူပါဘောအတိမမပြူစန့်ကျင်ကြမှာ online လို့မပြီးဘူးနော်ဒါဟုတ်ကျွန်တော်တို့ဘက်ကအင်အားစုတွေကောင်းကောင်းတိဘူးလို့ပြီးနံပါတ်1ပြီးသူလက်မခံဘူးပြီးသူလက်မခံတဲ့ရွေးကောက်ပွဲကိုကျွန်တော်တို့ကဘယ်လိုပုံစံတိုက်ဖြတ်နိုင်မှာလဲဒါကိုကျွန်တော်တို့ NUCC ကဥဆောင်ပြီးတော့ NUG တိုင်းနာ EAUSD အားလုံးကိုတီးတဲ့ဒီရွေးကောက်ပွဲကိုကျွန်တော်တို့စန့်ကျင်မဲ့เนาะ အင်အားစုတစ်ခုဖြစ်အောင်ကျွန်တော်ကောင်းတဲ့ပေါ်ပြီးတော့တည်ဆောက်ဖို့လိုအပ်ပါလေအချိန်မရှိဘူးမင်းရောက်နိုင်ရအောင်လုပ်သွားမှာအဲ့တော့ဒီရုပ်ကဝယ်ရဝိုင်းဘာဖြစ်မလဲအတူရောက်ရုပ်ကဝယ်နေမင်းရောက်နိုင်ရတရားဝင်တဲ့အာဏာကတရားဝင်အာဏာရဝါနိုင်တယ်ကျွန်တော်ပေါ့လို့မရအောင်အဲ့တော့တရားဝင်အာဏာရဝါနိုင်ရင်ဘာဖြစ်မလဲနိုင်ငံတကာအနေနဲ့မင်းရောက်နိုင်အောင်ထောက်ခံလိုက်တာ ਨੇ တစ်ဖက်မှာတော်နိုင်အင်အားစုဒီအော်တိုချောင်းပြီးတော့နိုင်ငံတကာမှာလုပ်နေတဲ့ထောက်ဖို့လေအကုန်ကြီးအကုန်လုပ်လို့ရတယ်ဒါကအင်မတန်ရေးကြီးတယ်ဒါကြောင့်မလို့တချို့တည်းကပြောတော်နိုင်အင်အားစုတွေပုံဘာတွေ နိုင်ငံကထောက်ခံတယ်တဲ့ဘာမှမထောက်ခံတောင်မှလည်းမင်းတို့ငါတို့အပြစ်မပြောဘူးဆိုတော့အဲ့ဒါကူညီနေပြီတဲ့နော်အခုလက်ရှိကျွန်တော်တို့နိုင်ငံကမှာရှိတယ်ရောက်နေတဲ့မြန်မာတွေထောက်ဖို့တွေလုပ်နေကြတယ်အဲ့ဒါတွေကနိုင်ငံကလက်ခံထားလို့လုပ်လို့ရတာနိုင်ငံကကမင်းတို့တော်နိုင်ကြီးကိုလက်မခံဘူးမင်းအောင်နိုင်ကိုပဲလက်ခံမယ်ဆိုအဲ့ဒီထောက်ဖို့တွေအော်တိုငိမ့်တယ်ဒါကနိုင်ငံရေးကိုနားလည်သူတွေတည်တယ်ဒါကြောင့်မလို့နိုင်ငံကကလက်လက်တွေ့ရရပစ္စည်းရငွေရမကူညီတော့မှ ထိုင်ကြည့်ပေးနေတယ်ကျွန်တော်တို့အကူအညီတာအဲ့တော့နိုင်ငံတကာထိုင်ကြည့်ပေးတဲ့အကူအညီတဲ့အချိန်မှာကျွန်တော်တို့ကကောင်းကောင်းကျွန်တော်တို့အစွမ်းအစနဲ့လှုပ်လှုပ်ကပဲအချင်းချင်းဇက်ပွဲနေလို့မရအောင်ဇက်ပွဲအောင်လှုပ်တဲ့ကောင်ဆွဲထုတ်လိုက်ကြဒါပွင့်လေးပြောတယ်ကျွန်တော်ကိုယ်လည်းကျွန်တော်တို့ဆွဲထုတ်လိုက်ကြเนาะအခုဆိုရင်တော့ဒီ NUG အစိုးရကိုတီးတဲ့ဝေဖန်နေတဲ့အဖွဲ့အစည်းတွေအများကြီးရှိတယ်အဲ့ဝေဖန်တဲ့ကောင်တွေကဘာတွေလုပ်နေမလဲဘာမှမလုပ်ဘူးဘာမှမလုပ်ဘဲနဲ့ဝေဖန်နေတယ်ဆိုတော့ဒီ MG ကိုမယူဆိုရင်နောက်ထပ် MG လိုအစားထိုးမဲ့အဖွဲ့ရှိတာဒါဆိုရင်တော့ပြော မရှိဘူးလေမရှိဘူးဆိုရင်ဒါဝက်ကောင်းအောင်ဒီလေတစည်းသရှိတယ်အောင်ဒီလေပေါက်တော့စောက်ပြစ်ထိုင်ပြောနေမှာဆိုမြုပ်ပြီးသေဖို့ရှိတာပေါ့ကောင်တော့ဟုတ်တယ်မလားပေါက်နေတဲ့အပေါက်ကိုဘယ်လိုဖားထားမလဲဝိုင်းလုတ်ကြလေရှင်းနေတဲ့ဟာကြီးကိုတကယ်ပေါက်နေလို့ရှိရင်လေဒါအဖြေပဲဒါကြောင့်မလို့တိုင်းနာခေါင်းဆောင်တွေအနေနဲ့နားလဲထားမှာကို့ဒေတာကို့အဖွဲ့စည်းတစ်ခုလောက်ကြည့်ပြီးတော့နိုင်ငံရေးကိုရှောက်မယ်ဆိုရင်ခင်ဗျားတို့ကတက်တက်လုံးလက်နက်ကင်ဖွဲ့ပဲနေရလိမ့်မယ်အေးတခုရှိတယ်ခင်ဗျားတို့ဒီနိုင်ငံရေးကိုနိုင်ငံရေးနည်းလမ်းညာတွောမယ်ဆိုရင်တော့ခင်ဗျားတို့မဟာမိတ်ကိုကြစ်လျင်အောင်ဆောက်ကြမယ် ဒီအာနာရှင်အမြင့်ပြအောင်လုပ်ပါမယ်ဒါဆိုရင်ခမရလို့ဒေတာမှာဖက်ဒရယ်အုပ်ချုပ်ရေးကိုခမရလို့ပိုင်ဆိုင်ဝင်ရမယ်အဲ့ဒါအရေးကြီးဆုံးပဲအရင်ခက်ကလိုမျိုးကိုဒေတာလက်နက်ကင်ပြီးနေတဲ့ဖြစ်မရှိတော့ဘူးကျွန်တော်ဖက်ဒရယ်စနစ်နဲ့ယူနစ်စနစ်တော့မှဖြစ်တဲ့အတွက်ကိုဒေတာမှာကိုအာနာရှိအောင်ကိုပြည်သူမှာအာနာရှိအောင်ပြောင်းလဲရမယ်အချိန်မှာကျွန်တော်တို့ဘယ်လိုပြောင်းလဲကြမလဲအားလုံးစုပေါင်းအင်အားနဲ့ပဲပြောင်းလဲနိုင်မယ်အဲ့လိုမဟုတ်ဘဲနဲ့ဒီတိုင်းတွားမယ်ဆိုရင်တော့ရန်သူကအမှတ်ယူရလိမ့်မယ်ဒါအဖြစ်အရှင်းဆုံးပဲဒါကြောင့်မလို့ဒီရွေးကောက်ပွဲကအင်မတန်အရေးကြီးပါတယ်ပါဇက်နဲ့ကန့်ကွက်နေဦးနဲ့မရဘူး ကျွန်တော်ဘုလိုအုတ်တက်တခိုင်လို့ကြည့်ပြောရစကားဒီဘလောက်မှိုက်ရတဲ့စဉ်းစားကြည့်ဒါလေးတမိုင်းနေပါသူတို့ကတမိုင်းကတေသွားပြီပြန်ပြီးခဲ့တဲ့သူတို့ဒီတော်နိုင်ရင်ပြီးတဲ့နေ့အဲ့ဒီစောက်ွက်တွေဘလို့နေဟုတ်တယ်အဲ့ဒီနေ့ကိုကျွန်တော်ခက်မလန်ရောက်ရှင်နော်ဒီနေ့ဒီချိန်မှာမထိတ်မတိတ်စကားတွေကိုပြောကျင်နိုင်ပြောပြီးသူစော်ကားကျင်နိုင်စော်ကားခဲ့တဲ့အတန်းစားတွေတော်လှန်ရေးပြီးတဲ့နေ့ကျရင်ဘလို့ပုံစံဖြတ်တန်းကြမှာအရင်ခေတ်လိုမျိုးနော်88လိုမျိုးယူးရှင်အောင်ဆောင်ပြီးတော့မရတော့ဘူးနော်တို့တို့ထင်တာတချို့တလေတွေအဲ့လိုထင်တယ်မရဘူး နောက်တစ်ခုရှိတာအခုတက်တက်ခိုင်ပြောရတယ်အဲဒါနိုင်ငံသမားတွေပြောတဲ့စကားပါပြစ်ဆောင်ဆွေးနွေးရေးနောက်ဆုံးသပွဲဘက်မှာအဆုံးသက်လက်နှက်နှက်တွေစွန့်လာမှန်တယ်လေဒါနိုင်ငံရေးသမားတိုင်းပြောတဲ့စကားဒါပေမဲ့အဲ့ဒီနိုင်ငံသမားတွေကဘာကြောက်မှုလို့စကားကိုဆုံးအောင်ပြောတာလက်နှက်ကင်တိုက်ပွဲတွေအားလုံးကသပွဲဝိုင်းဘက်မှာအဆုံးသက်တယ်အဲ့ထိပဲမပြောနဲ့ရှစ်ဆက်သွားမင်းတို့အဲ့ဇပွဲဝိုင်းမှာအဆုံးတက်ဖို့အတွက်မင်းကဘယ်နေရာကထိုင်ပြီးဘာစကားကိုပြောမှလဲငါကဘယ်နေရာထိုင်ပြီးဘာစကားကိုပြောမှလဲအဲ့ဒီတိုက်ပွဲအဆုံးဖြတ်ကအဖြေပြ အဝဲဝိုင်းရအဖြစ်မဟုတ်ဘူးကဲဒါတော့ကိုစီရဲ့သုံးသပ်ချက်ပြီလို့ဘိုင်ဘင်းဖြစ်ပါတယ်เนาะအဲ့တော့ဒေါ်သက်သခန်ကတော့သူကတော့ပြောင်းလဲပြောင်းစားပါเนาะဒီတော်လိုက်တဖွဲ့တွေပဲလက်နဲ့ချပါเนาะချမ်ပစ်စစ်ကောင်စီလက်နဲ့မချနိုင်ပါเนาะပေါ့လို့ပေးစားတွေရှောက်ပြိုးနေတာပါเนาะဘလို့မှမဖြစ်နိုင်တဲ့ဟာတွေကိုရှောက်ပြီးတော့ပြောင်းပြီးမှနိုင်ငံရေးတွေကိုဝင်ပြီးမှနေရာယူခြင်းတွေဟာတွေဖြစ်ပါတယ်เนาะဟိုအခုဆိုရင်ချမ်ပစ်စစ်ကောင်စီကဒီ ွေးကောက်ပွဲအတွက်တော်တော်လေးကိုကြိုးစားလုပ်နေတွေ့ရပါတယ်နော်အဲတော့နိုင်ငံတကာတွေနဲ့ဆက်ဆံရေးလုပ်တဲ့ဟာတွေလည်းအားလုံးတွေ့ခဲ့ပြီးဖြစ်ပါတယ်အဲတော့သူကြေညာထားသလိုပဲ2026ဇန်နဝါရီမှာမလုပ်နိုင်အောင်ပေါ့နော်အခုချိန်မှာဆိုရင်ဒီ plan share plan နေနဲ့ကျွန်တော်တို့ဒီ online တစ်ဖွဲ့ကလည်းလှုပ်ရှားဖို့လိုနေပါပြီနော်အဲ့ဒီအတွက်လည်း IUG ကပြင်ဆင်တဲ့ဟာတွေလည်းကျွန်တော်တို့တွေ့ခဲ့ပြီးသားဖြစ်ပါတယ်အဲတော့အာသူတို့စတဲ့အချိန်မှာတော့ကျွန်တော်တို့ဒီ online တစ်ဖွဲ့တွေကတော့ဒီပွဲကိုဖျက်ဖို့ဖျက်မှာဖြစ်တဲ့အတွက်ပေါ့နော်ဒီ ရွေးကောက်ပွဲနဲ့ပတ်သက်ရင်ပေါ့နော်ကျွန်တော်တို့ဒီတခြားသောပြည်သူလူထုတွေမသိတဲ့သူတွေကလည်းဟောဖြစ်နိုင်ရင်ဘေးနားမှာတော့မနေဖို့ပေါ့နော်ဒါတကယ်ပဲရေးကြည့်ပါတယ်ဘာလို့လဲဆိုတော့ဒါကသူတင်ကိုဒီမှာသူတို့လည်းရေးကြည့်တယ်လို့တွန်လိုင်းဖက်လည်းရေးကြည့်တာဖြစ်တဲ့အတွက်ပေါ့နော်ဟိုဘက်ကလည်းမြဲအောင်လုပ်မယ်ဒီဘက်ကလည်းမြဲအောင်ဖြစ်မယ်ဆိုတဲ့အနေအထားမှာဖြစ်ပါတယ်နော်အဲ့တော့အားလုံးပဲတရားမမျှတပေးနေပေါ့နော်ပြည်သူကိုနှိပ်စက်မဲ့ဒီရွေးကောက်ပွဲကြီးကိုစန့်ကျင်ရင်းနေပေါ့နော်ကျွန်တော်တို့လွတ်လပ်တဲ့ကျွန်တော်တို့ လူချင်းတဲ့ဒီမိုကရေစီကိုဖော်ဆောင်နိုင်တဲ့တော်လိုင်းအောင်မြင်မှုကိုပဲစူးစမ်းကြပါစို့လို့ပြောဆိုရင်းနဲ့ကျွန်တော်ဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါရနော်။စာဆုံးကြည့်ပေးကြမြို့မပြည်သူရောက်စီတိုင်းတွေ့ကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့ဒီနေ့မှလုံသမျှစောင့်သမျှအရာအားလုံးပါအောင်မြင်ကြပါစေ။ဘေးကင်းကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။